Bosco အာအသင်းပွဲရွေးချယ်လိုက်တဲ့လက်ရှိ Premier League ရဲ့အကောင်းဆုံးကွင်းလယ်လူ ရည်သည်များရှင်မန်ယူတင်ရဲ့ကံဝင်ကစားသမားဟောင်းဖော့စကိုရီရွေးချယ်လိုက်တဲ့လက်ရှိပရီးမီးယားလိအကောင်းဆုံးကွင်းလှယ်လူကတော့တကယ်ကိုအံ့အားသင့်သွားစီမှာတည်ကြပါရယ်ပရီးမီးယားလိမှာကစားကြတဲ့ကစားသမားအများစုကကမ္ဘာထိပ်တန်းအဆင့်မှာရှိကြတဲ့ကစားသမားတွေပဲများတာကြောင့်သူတို့တွေကမှအကောင်းဆုံးတစ်ယောက်ကိုရွေးထုတ်ဖို့ဆိုတာဘလို့မှမလွယ်ကူနိုင်ပါဘူးချက်စီအသင်းမှာဆိုရင် Moise Kaiser တို့အာဆင်နယ်မှာဆိုရင် Declan Rice Man City မှာဆိုရင်ဘောလုံးရွှေဘောလုံးစုရှင် Rodri တို့ရှိနေပါရယ် ဘရူနိုဖာနန်ဒက်စ်ရိုင်ယန်ဂရာဘင်ဘတ်အလစစ်မဲအလစ်စတာနဲ့ ABRT EZ တို့ကိုလည်းခြံထားခဲ့လို့မရပါဘူးဒါပေမဲ့ post code ကတော့အဲ့ဒီကစားသမားတွေတဲကတူအိုမှမရွေးချယ်ခဲ့ပဲဘယ်သူမှထင်သားမှမဟုတ်တဲ့ကစားသမားတူအိုကိုရွေးချယ်သွားခဲ့ပါတယ် ပရီးမီးယားလီးယားဂွန်းလယ်လူတွေနဲ့ပတ်သက်လို့ဆွေးနွေးခိုင်းတဲ့အခါဘော့စကိုကကျွန်တော်မွိုင်းစကိုင်းစီတို့ကိုဆွဲဆောင်သုံးဂွန်းလယ်လူအဖြစ်အခုထိတော့မသတ်မှတ်သေးပါဘူး။သူအရင်ကောင်းတဲ့ဂိုးတကိုးသွင်းခဲ့တယ်။လီဗာပူးနဲ့ပွဲမှာလည်းထူးချွန်ခဲ့တယ်။ပြီးခဲ့တဲ့နှစ်ကသူ့ရဲ့ခြေစွမ်းတွေအတွက်ဝေဖန်ခံခဲ့ရပေမဲ့ကလပ်ကဘာဖလားမှာတော့ထူးချွန်ခဲ့ပါတယ်။ဒါပေမဲ့ကျွန်တော်ကတော့ပွဲကိုထိန်းချုပ်နိုင်တဲ့ပုံစံကောင်းနဲ့ကစားနိုင်တဲ့ဂိုင်းစီတို့ထက်ဂိုးပိုသွင်းနိုင်တဲ့ခွဲလက်လူမျိုးကို ပို့ပြီးတော့သဘောကျပါတယ်။ ဲ့ဒါကတကယ်ကိုကောင်းတဲ့ကိုပါပဲဒါပေမဲ့သူဒီလိုမျိုးနောက်ထပ်16လလောက်မလုံနိုင်ဘူးဆိုရင်တော့အံ့ဩစရာမရှိပါဘူးတစ်ဖက်ကစားကွက်ကိုဖျက်တောက်တဲ့နေရာမှာတော့ဂိုင်စီတို့ကအကောင်းဆုံးကစားသမားတွေတရာတူပါ Alice Mat Alistair ဆိုရင်လည်းပြီးခဲ့တဲ့နှစ်ကထူးချွန်ခဲ့ပါတယ်လီဗာပူးရဲ့လုံဆောင်မှုအများစုကိုသူကထိန်းချုပ်ခဲ့တာပါဒီနေ့မှာတော့သူတို့အရာကိုလိုအပ်နေခဲ့ကြပါတယ်ဘရူနိုဂွေမာရက်ဆိုရင်လည်းထူးချွန်ပါတယ်နျူကာဆယ်ကဆန်ဒရိုတိုနာလီကိုလည်းကျွန်တော်သဘောကျပါတယ်အထူးသဖြင့်တိုနာလီက ပြေးနိုင်တယ်။သူအထူးချွန်တယ်။ကျွန်တော်သာဆိုရင်တော့ Declan Rice တဲ့ Premier League ရဲ့အကောင်းဆုံးကွင်းလှည့်လူအဖြစ် ထိုနာလီကိုရွေးချယ်ဖို့ဖြစ်နိုင်ခြေများပါတယ်။ထိုနာလီက rice တက်ဖို့ကောင်းပါတယ်။ rice ကိုကျွန်တော်တကယ်သဘောကျပါတယ်။သူမှာရေချင်းအလုံးရှိပါတယ်။ဒါပေမဲ့သူကဘောလုံးကိုထိမ့်ပြီဆိုရင်ထိချက်တွေအများများလုံးနေတယ်။မလိုအပ်ပဲပို့ပြီးတော့ style ကြအောင်လုပ်ပြဖို့ပဲစူးစမ်းနေတယ်။သူမှာကြန့်ခိုင်မှုရှိတယ်၊အရေးချင်းရှိတယ်၊ box to box ကစားတဲ့နေရာမှာလည်းအရန်ကောင်းတယ်။ကိုသွင်းဆွဲရင်လည်းရှိတယ်။ဒါပေမဲ့သူအဲ့ဒါအောင်လုံးလောက်အောင်မလုပ်နိုင်ပါဘူးဆိုပြီးတော့ Fosco ကပြောဆိုခဲ့ပါတယ်။ ဒေါ်နာလီယာဘရရှာအကယ်ဒမီကနေပေါ်ထွက်လာတဲ့ကစားသမားဖြစ်ပြီးတော့ အသက်22နှစ်မှာတင် AC Milan အသင်းခေါင်းဆောင်ဖြစ်လာခဲ့သူဖြစ်ပါရင်2023ခုနှစ်မှာပေါင်55သန်းနဲ့ Newcastle ကိုပြောင်းရွှေ့လာခဲ့တာဖြစ်ပေမဲ့အီတလီသားကအဲ့ဒီနှစ်ထဲမှာလောင်းကစားစီကံဖောက်ဖျက်မှုကြောင့်ဆယ်လပွဲပယ်ပြစ်ဒဏ်ခံခဲ့ရတဲ့အတွက်ကစားသမားဘဝအစဗယံပတာဖြစ်ခဲ့ရပါတယ်။2024ခုနှစ်နွေရာသီမှာပြန်လာခဲ့ပြီးတဲ့နောက်နေပြအက်ဒီဟောင်းရဲ့အသင်းအတွက်အဓိကဂွင်းလဲလူဖြစ်လာခဲ့ပါတယ်။ဘီဂရဲရာဒီယာဆိုရင်ထိုနာလီယာ ညူကဆယ်အသင်းအတွက်45ပွဲကစားပေးခဲ့ပြီးတော့6ဂိုးသွင်းယူခဲ့ကာချန်ပီယံလိဝင်ခွင့်ရယူပေးခဲ့ပါတယ်။တိုနာလီယာအီတလီလည်းရွေးစဉ်အသင်းအတွက်လည်းပုံမှန်ကစားခွင့်ရနေပြီးတော့28ပွဲမှာ3ဂိုးသွင်းယူထားတာပဲဖြစ်ပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။